မင်္ဂလာပါဘောလုံးချင်းညီကိုရေနေကောင်းကြမ်းချမ်းသာကြပါစေကျွန်တော်ရဲ့ YouTube Channel လေးကနေအလုံးကျိုးစွဲပါတော့ချန်နယ်နေ့ညမှာကစားမဲ့အင်္ဂလန် Premier League ပွဲစဉ်တွေကိုပွဲချက်တောင်းတပေးမယ်ပေါ့နော်။ဒီမှာစာနာချင်း9နိုင်ခွဲမှာကစားမဲ့ Brighton နဲ့ Leeds United တို့ပွဲစဉ်မှာတော့ Brighton တရားတလုံး90နဲ့ဂိုးပေါင်းချင်းနှလုံး80ဆိုမှပြထားပါပေါ့နော်။ဒီပွဲဒီပေါက်ကြီးကိုကြီးလိုက်မယ်ဆို Brighton နိုင်မဲ့ပေါက်ကြီးမျိုးတော့မှန်တယ်ပေါ့နော်။အခါမတင်လို့ရှိလို့ရှိရင်ရှုံးလဲရှုံးသွားနိုင်တယ်ပေါ့နော်။ဒါပေမဲ့ဂိုးပေါင်းအပေါ်ကျဖို့ကအများကြီးနေတယ်ဒီပေါက်ကြီးအနေထားတိုင်းကြီးမဲ့ဆိုရင် ဘာလို့လဲဆိုတော့ Brighton အတင်းကလည်းတိုက်စစ်ကောင်းတော့ခံစစ်ညံ့တယ်ဗောနော Leeds United ကလည်းတိုက်စစ်ကောင်းတယ်ခံစစ်အဲ့လောက်ထိရောင်းရတဲ့ထက်မှမပါဘူးဗောနော။အဲ Brighton အတင်း short ထားတဲ့ဒါပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အင်ဝင်ပွဲစဉ်တွေမှာဆိုရင်တော့သူကတကယ်အတင်းကြီးတွေကိုနိုင်ထားတယ်ဗောနော။အင်ဝင်၄ပွဲ short ထားတယ်နော်ဒီမှာကြီးလိုက်မယ်ဆိုရင် Man City 2-1နဲ့ Newcastle 2-1တကယ်ကစားခက်တဲ့အတင်းတွေကိုသူကနိုင်ထားတယ်ဗောနော။သူတည်ကြထားတာတွေကတော့စပါးရှိမယ်ဖူလမ်ရှိမယ်ဗောနော။ ။တရားစီသူ short ထားတဲ့ဒါအင်္ဂလန် Premier League 6ဝဲကိုဘရုံးခြုံပြီးကြီးလိုက်မှာဆိုရင်လည်းဝေးဝင်းပွဲစဉ်တွေမှာဆိုရင်လည်းသူအနည်းဆုံး9တို့9တော့ထင်းနိုင်တယ်အတင်းထဲမှာပါတယ်ပေါ့နော်။အဲအကြောင်းသူ့ပွဲစဉ်တွေကဘိုတင်းနုစကောရဲ့ဆိုတာကိုအများအားလို့လို့တွေ့ရတယ်ပေါ့နော်။သူဂိုးမသွင်းနိုင်တဲ့ဘွယ်တပွဲပဲရှိတယ်ပေါ့နော်ဒါပရီးမီယာလေး၉ဘွယ်မှာတပွဲပဲရှိရဲအဲအေဗာတောင်2စီးနဲ့ရှုံးနေပေါ့နော်ဒီပွဲစဉ်မှာလည်းကျွန်တော်ထင်တယ်နှလုံးလောက်တော့အနည်းဆုံးရပါမယ်ထင်တယ်တစ်လုံးကနေနှလုံးပေါ့နော် တစ်ဖက်က Leeds United ရဲ့အဝေးဝင်ဖောင်ကိုကြည့်မှဆိုရင်လုံးဝမကောင်းဘူးပေါ့နော် Arsenal 5-0 Fulham 1-0 Burnley 2-0 Wolves ကို3-1နဲ့နိုင်ထားတယ်ပေါ့နော်ဒါ Twin Goal ဆိုလို့ဒီ Wolves ကိုနိုင်တဲ့ပွဲတစ်ပွဲပဲရှိတယ်ပေါ့နော်သူလည်း6ပွဲဆော့ထားတယ်သူရဲ့6ပွဲတွေကိုလည်းကြည့်လိုက်မှဆိုလို့ရှိရင်တော့သူ Goal မသွင်းနိုင်တဲ့ Arsenal တစ်ပွဲရှိတယ် Burnley တစ်ပွဲရှိတယ်ပေါ်နာတာရှုံးပြီးမှဂိုးမသွင်းနိုင်တဲ့ပွဲနှစ်ပွဲရှိတယ်ပေါ့နော်ပြီးရင်ဖူလမ်တစ်ပွဲရှိတယ်သုံးပွဲပေါ့နော် တွေ့ရတိုက်ဆက်ကဒါသူတို့ဆော့ခဲ့တာအင်္ဂလန်ပရီးမီးယားလိပေါ့နော်ဒါကိုးဝဲမှာနောက်ဆုံးဆော့ခဲ့တာ၅ဝဲပေါ့နော်ဝုစ်ကို3-1နဲ့နိုင်တယ်ဘောမောက်ကိုတူတူဆော့တယ်စပါးကို2-1ပေါ့နော်ဒါပြီးတော့ဝက်ဆမ်ယူနိုက်တက်ကို2-1နဲ့နိုင်တယ်ပေါ့နော်ဒါတိုက်ဆက်ကလည်းဂိုရဂိုရနိုင်တယ်ကျွန်တော်ထင်တာတော့ဒီပွဲထဲမှာဒီနဲ့တင်းလုံးအပြန်လန်ဂိုးတွေထည့်မယ်လို့ပဲကျွန်တော်တုံ့တမိတယ်ပေါ့နော်ဒါဝမ်းဟက်ဘောက်ကြီးတွေကိုကြည့်မှဆိုရင်တော့ဒါ အရှင်အသင်းအနိုင်ကိုပြား90တေးကို3.7 lead united အနိုင်ကို3.8ပေးထားတယ်ဗောနော်ကျွန်တော် voting to score yes ကြိုက်တယ်ဗျာ lead လက်တကူတော့ယူသွားမယ်လို့ထင်တယ်ဗောနော်ပြီးရင်ဒါ everton ပြီးတော့ကျွန်တော်ကဒါ brighton နဲ့အနည်းဆုံးနှလုံးတော့ပြရအောင်လို့ထင်တယ်ဗောနော်ကျွန်တော် body မှာ brighton ကျွန်တော်ရွေးချယ်ထားတယ်ဗျာ brighton အသင်းကြိုက်တယ်ပြီးလို့ရှိရင်အာ5ပေါင်းအပေါ်ဗောနော်နှလုံး80ရှောင်းဆိုတော့5ပေါင်းအပေါ်ကြိုက်တယ် ကျွန်တော်ညီကိုလည်းဝိုင်းဆွဲရိုက်မယ်ဆိုလို့ရှိရင်တော့ voting to score yes ဆိုတာရိုက်ကြည့်ပေါ့နော်။တော့မဟုတ်ဘူးလေ။ဒါကျွန်တော် voice ဘက်မှာတွားရင်မှဒါ total 1နဲ့ total 2ဆိုတာရှိပါတယ်။ total 1မှာတွားရင်မှဒါ brighton over 1ဆိုမှရိုက်ကြည့်ပေါ့နော်။ brighton နှလုံးထည့်ရင်တော့ကျွန်တော်အများကြီးစားရမှာပေါ့နော်။နောက်ထပ်တစ်ပွဲကတော့ Burnley နဲ့ Arsenal ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ Arsenal အသင်းကလည်းဒါအလုံးကခံစိတ်ကကြောက်ခံမှန်းလိလိပေါ့နော်။ Arsenal အသင်းကတော့နှလုံး80နိုင် ူပေါင်းကြီး360စားဆိုမှာပေးထားတယ်ဗောနအနာနိကြီးပြောင်းလဲဖြစ်နိုင်သေးပါတယ်အဆင်နဲ့တကောင်နဲ့ပြေးတဲ့ဒါမြင်းလို့ဖြစ်နေပြီဗောနအဆင်တစ်မှာရှိရ22မှတ်ပေါ့ဗျာတပွဲပဲရှုံထားတယ်ပြီးတော့ဒါဘန်းလေးအတင်းကတော့အဆင်16မှာရှိတယ်3ပွဲနိုင်တပွဲတည်ရင်5ပွဲရှုံထားတယ်ဗောနအဆင်မရထားပါတယ်ဘန်းလေးအတင်းရဲ့အိမ်ဝန်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ short ထားတဲ့ဒါ4ပွဲပေါ့နော်ဆန်ဒလန်ကိုတူးစီးနေနိုင်တယ်လီဒ်ယူနိုက်တက်ကိုတူးစီးနေနိုင်တယ် ဒါ Northern Forest ကိုတည်ကြတဲ့ Liverpool ကို1-0နဲ့ရှုံးထားတာတွေ့ရမှာပေါ့နော်။အင်ဝင်ပွဲစဉ်၄ပွဲမှာ၃ဝတိတိဒါဂိုးတွေထည့်ထားပါတယ်။ဒီထဲမှာကြည့်မယ်ဆိုရင်အသင်းကြီးတွေတော့မပါဘူးပေါ့နော်။အလယ်နဲ့တန်းစားတွေပေါ့နော်။အကုန်လုံးခြုံကြည့်မယ်ဆိုလို့ရှိရင်တူဆော့ထားဒီ၉ပွဲလုံးကိုခြုံကြည့်မယ်ဆိုသူဂိုးမသွင်းနိုင်တဲ့ပွဲပနဲ့ပွဲရှိတယ်၊စပါးနဲ့ပွဲတစ်ပွဲရှိတယ်အဝေးဝင်ပွဲစဉ်ပေါ့နော်။အင်ဝင်ပွဲစဉ်တွေမှာတော့ Liverpool ကို1-0နဲ့ရှုံးပြီးကြေးအောင်တာရှိတယ်။ သူလည်းတိုက်စစ်ကမဆိုးပါဘူးဗောနောနောက်ဆုံး၅ဘွဲ့သက်သူတို့ဂိုးရီရထားတယ်ဗောနောဒီဘက်ကအာဆင်နယ်အတင်းကိုကြည့်မယ်ဆိုလို့ရှင်အာဆင်နယ်အတင်းကတော့ဒါတောက်လျှောက်ပဲ EFL Cup ပြီးတော့ပြီးလို့ရှိလို့ရှင်ချန်ပီယံလစ်တွေရော Premier League တွေရောတောက်လျှောက်ဆော့နေရတယ်ဗောနောအနာလည်းရတာများပါတယ်ဗျာပြီးတော့နောက်ဆုံး၅ဘွဲ့သက်ဗောနောပြန်ပွဲဆုံး၅ဘွဲ့သက် clean sheet တွေလည်းရယူထားတာမျိုးတွေ့ရတယ်ဗောနော အာဆန်နယ်တဲ့ဒီပွဲစဉ်ပြီးလို့ရှိရင်ဆလာဗီယာပရာဂ်နဲ့ဝေဝင်းပေါ့နော်နာချန်ပီယံလစ်ဆော့ဘူးလည်းရှိသေးတယ်ပေါ့နော်ဒါမှမဟုတ်လည်းဒါဒီပွဲစဉ်မှာအာဆန်နယ်တဲ့အနိုင်ဖို့များနေတယ်ပေါ့နော်ဘာဖြစ်လို့ဘန်လီအတင်းကတကူရဖို့တော့မမလို့တော့ကျွန်တော်မထင်အောင်အာဆန်နယ်ခံစစ်ကြောင်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to Osport ကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အာဆန်နယ်အတင်းပေးထားတာကတော့ဒါဘန်လီကဆယ်စပေးထားတယ်ပေါ့နော်တရီကို6စအာဆန်နယ်အတင်းကို25ပြားပဲပေးထားတယ်ပေါ့နော် ဝင်းဆွဲလောင်းနေတယ်ဆိုရင်တော့ဝင်းတူရိုက်ကြည့်ပါတော့အစနဲ့ဝင်းတူ25ကြပြတော့ရမယ်ပေါ့နော်ပြီးရင်ဘိုတင်တူစကောနိုဆိုတာဝင်းဆွဲမှာထည့်ရိုက်ကြည့်ပါတော့ဘိုတင်တူစကောနိုရိုက်ကြည့်ဒီဘွဲဆက်မှာကျွန်တော်အစနဲ့ပဲကြိုက်တယ်ဗျာအစနဲ့နဲ့ဒါအနည်းဆုံးကျွန်တော်3ဇီးလောက်တော့ဖြစ်မလို့ထင်တာပေါ့နော်အစင်နန်းနဲ့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်။တောင်းလုံးထိကျွန်တော်ကြိုက်တယ်ပေါ့နော်။နောက်တစ်ပွဲကတော့ Crystal Palace နဲ့ Brentford ရဲ့ဒါ London Derby ပွဲစဉ်လည်းဖြစ်တယ်တော်တော်လေးကြည့်ကောင်းမဲ့ပွဲစဉ်ပေါ့နော်။ ခရစ်စတာပယ်လစ်က level 80ရှောင်းနာဂိုးပေါင်းကြီး3089ဆိုမှာပေးထားတယ်ခရစ်စတာပယ်လစ်အတင်းကတော့ဒီဟာဒီအထူးခြေစွမ်းပြနေတဲ့အတင်းလည်းဖြစ်တယ်လို့တစ်ဖက်က brand ဖို့အတင်းကလည်းဒါနီးပြထွက်သွားရင်လည်းသူတို့မှဒါအရာနီးပြနေလဲတော်တော်လေးကိုကောင်းနေတယ်ဗောနဖောင်းတော်တော်ကောင်းတဲ့ဂိုးသွင်းအားရှိတယ်။အာဒါ table မှာဆိုရင်ဒီနှစ်သိန်းအပေါ်အောက်ရမှာကလည်းအတူတူပဲဗောနတိုက်စစ်ဘိုင်းမှာတော့ဒါ brand ဖို့ကတာတယ်မခံစစ်ဘိုင်းမှာကျတော့ crystal palette ကတာတယ်ဗောန ခရစ်စတာပဲလစ်ကတော့ဒါဥရောပပွဲစဉ်တွေလဲဆော့ဖို့ရှိတယ်ပေါ့နော်ခရစ်စတာပဲလစ်ရဲ့ဒါဆော့ထားတဲ့အင်ဝင်းပွဲစဉ်၄ပွဲကိုကြည့်မှဆိုရင် Forest ကိုတကြီးဆော့တယ်ဘုံမောက်ကိုတကြီးဆော့တယ်ဆန်နလန်ကိုတကြီးဆော့တယ်ဒါလီဗာပူးကတော့2-1နဲ့လီဗာပူးကငယ်နိုင်လို့ဖြစ်နေပြီဒီခရစ်စတာပဲလစ်ကသူကအနည်းဆုံး9-9တော့တွင်းနိုင်တယ်အတင်းဆိုတာကျွန်တော်လက်ခံရအောင်ပေါ့နော်9-9တော့တွင်းနိုင်တယ်ခံစစ်တိုက်စစ်မြအောင်ဆော့နိုင်တယ်ပေါ့နော် အင်္ဂလန်ပရီးမီယာလိဂ်ကိုပွဲခရစ္စတာပဲလစ်ကိုလည်းဒါကျွန်တော်ခြုံပြီးမှအဝေးခွင့်ပွဲစဉ်တွေပါကြည့်လိုက်မယ်ဆိုရင်ဒါအင်္ဂလန်ပရီးမီယာလိဂ်နောက်ဆုံး၃ပွဲဆက်ဒါခရစ္စတာပဲလစ်အသင်းနိုင်ပွဲပျောက်ထားတယ်ဗောနော်အာဆင်နယ်1-0နဲ့ရှုံးတယ်ကြည့်အောင်လဲဘုံမကို3-3ဆော့တယ်ကြည့်ရှုံးတယ်ဗောနော်အဘာတောင်2-1နဲ့ဒါရှုံးထားတာတွေ့ရတယ်ဗောနော်သူတို့နောက်ဆုံးဆော့ခဲ့တာတော့ဒါဒါ AFL Cup ဗောနော်လီဗာပူး3-0နဲ့နိုင်ထားတာမျိုးတွေ့ရတယ်တစ်ဖက်က Brentford အသင်းကိုကြည့်လိုက်မယ်ဆိုရင် Brentford ရဲ့အဝေးခွင့် လေးဘွဲမှာဆိုရင် forest ကို3ဝမ်းစန္ဒလန်ကို2ဝမ်းဖူလာမွန်3ဝမ်းဆိုမှာ3ဘွဲဆက်ရှောင်းတယ်ပြီးတော့ဝါဆာမီနိုက်တက်ကို2စီးနဲ့နိုင်တယ်ဗောနော်ဒီ brand food အတင်ကတော်တော်လေးဟူကောင်းတယ်ဗျဒါသူကလည်းတစ်ဖက်ကဒါ bright တန်လိုမျိုးနဲ့တအားတူတယ်ဒီ brand food ကဗောနော်တိုက်စစ်တိုက်စစ်ကကိုရကိုရတယ်ဗျတစ်လုံးနဲ့နှလုံးကတော့နှောင်းဝရကိုရဒါအတင်းပေါ်မူတီဗောနော်ခံစင်းညနဲ့အတင်းဆိုရင်အဲဆိုနှလုံးကရမယ် ခန်းသက်ကောင်းတဲ့အတင်းဆိုရင်တော့တကူးပါရအောင်သူတို့လည်းတွင်းနိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာအပြန်လန်ဂိုးတွေထည့်ဖို့ရှိတယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်ပေါ့နော်ဒါပေမဲ့လည်းခရစ်စတာပဲလီအတင်းကတော့ဒီပွဲစဉ်ပြီးလို့ရှိရင်ဥရောပပွဲစဉ်နဲ့ကန်ရမယ်အတွက်ပေါ့နော်ဒါဘရန်ဖို့ရဲ့ဆိုင်တော့နည်းနည်းလေးပို့ပြီးပြန်မနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုဂျာရမှာဘရန်ဖို့ကလည်းသူတို့လည်း EFL Cup တွေပါလေဆော့ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to 8ပေါင်ကြီးကိုကျွန်တော်ကြည့်မှဆိုရင် Crystal Palace အနိုင်ကိုပြား93ကို3.6 brand ဖို့အနိုင်ကို3.9တော့ပေးထားတယ်ဗောနော်ကျွန်တော်ညကို14 new score ရဆိုတာရိုက်ကြည့်ဗောနော်ကျွန်တော်ကဒီပွဲစဉ်မှာဂူပေါင်းအပေါ်ကြိုက်တယ်ဗောနော်တခုတည်းပဲရွေးချယ်ပြလိုက်မယ်ဂူပေါင်းအပေါ်ဗောနော်တောင်းလုံး80တိုင်းပေးထားတယ်ဂူပေါင်းအပေါ်ကြိုက်တယ်เนาะအတင်းတော့ကျွန်တော်မရွေးတော့ဘူးဒီပွဲစဉ်နောက်တစ်ပွဲကတော့ Fulham နဲ့ Wolves ရဲ့ဒါလည်းအတူတူပဲ9နိုင်ပွဲမှာကစားမယ်အင်ရှင် Fulham ကတလုံး80တိုင်းဂူပေါင်းချင်းနှလုံး80တိုင်းမှာပေးထားတယ် ။ဒီဟာဒီဖူလန်အတင်းကတော်တော်လေးစိုးနေတာပေါ့နော်အဆင့်70မှာ wolf ကအဆင့်20မှာဒီနဲ့တင်းကြားထဲမှာကွာတာကတော့6မှာကွာတယ်ပေါ့နော်။ဒါဖူလန်မှာတင်းအိမ်ဝင်းဆော့ထားတဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ဒါကြည့်ကြရအောင်ပေါ့နော်ဘယ်လိုဆော့ထားလဲဆိုရင်အိမ်ဝင်းမှာဆိုရင်တော့မစိုးဘူးပေါ့နော်ဖူလန်မှာတင်းဒီရလေးဘွဲကိုကြည့်လိုက်မှာဆိုရင်မန်ယူတရေဆော့တယ်လစ်ဂျူနိုက်တက်1 0 Brentford 31ပေါ့နော်အဆင့်နဲ့1 0နဲ့ရှော်မီကြေးအောင်ထားတယ်ပေါ့နော်တစ်ဖက်က Wolf အတင်းရအဝေးကွင်း၄ဘွဲကြည့်မှာဆိုရင်၃ဘွဲရှုံး၃ဘွဲတရေ အဝေးဝင်းနဲ့ပွဲစင်မှာဆိုစပန်းနဲ့ပေါ်ဝမ်းဝမ်းကြတာပေါ့တပွဲရှိသူတို့ကိုတွင်းနိုင်တာပေါ့နော်အပြိုင်ပွဲဆုံးဒါအင်္ဂလန်ပရီးမီးယားလိပြိုင်ပွဲဆုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်တော့အခုနောက်ပိုင်းပေါ့နော်ပွဲတွေမှာဆိုဝူးအပြင်ကဂိုးတွေတောက်လျှောက်ပြန်ရနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဖူလာမြနောက်တန်လန်အလောက်တကောင်းနေတာမဟုတ်တဲ့ဒါဝူးကလည်းတကူတွင်းသွားနိုင်ဖို့များနေတယ်ပေါ့နော်ဝူးအပြင်ကဂျာယက်မှာဆိုလဲဒါချဲစီနဲ့ EFL Cup ကစားထားတယ်ပေါ့နော်ဂိုးတွင်းအားအဲ့ပွဲမှာ၃လုံးထိထိအောင်ဘလို့တွင်းထားတာတွေ့ရတယ်ပေါ့နော် တော်တော်လေးလက်ကောင်းပါတယ်။အတင်းကိုကြည့်ရမှာဆိုရင်သူတို့ဒီဂျာရဲမှာ EFL Cup ကန်ထားတဲ့ Chelsea ကို4-3ဆိုရရလာနဲ့ရှုံးထားတယ်ပေါ့နော်။သူတို့ကလည်းဒီပွဲစဉ်မှာဆိုရင်ဂိုး3လုံးထိတောင်တွင်းထားနိုင်တာတွေ့ရတယ်။ England Premier League မှာဆိုလည်းဘန်လီကို3-2နဲ့ရှုံးတယ်။ဂိုး9ဂိုးတောင်တွင်းထားနိုင်တယ်ပေါ့နော်။တေချာတယ်ဒီပွဲမှာ Oof အတင်းကလည်းတကူတော့အနေဆုံးတွင်းနိုင်မလို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့တောက်လျှောက်ဂိုးတွေရနေတယ်ခံစစ်ကတော့ညံ့တယ်ပေါ့နော်။ ခုလမ်းမှလည်းဘာမှထူဘောနော်သူလည်းအနည်းဆုံးကိုတလုံးတော့တော့ရသွားမလို့ထင်တယ်ကျွန်တော်ဒီ1 1 2 1ဒီလိုပုံစံဖြစ်ဖို့များတယ်ဗောနော်ဒီပွဲစဉ်မှာဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့1 to us ပေါင်ကြီးကိုကြည့်မယ်ဆိုရင်ခုလမ်းအနိုင်ကိုပြား80တရေကို3.5ဗောနော် Wolf အနိုင်ကို4.5ပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာ Boating to score yes ရိုက်ဖို့အချမ်းပေးခြင်းတယ်ဗောနော်ကျွန်တော်ညီကိုတွေတကယ်လို့ဂိုးပေါင်းဒါ1ဘက်မှာဂိုးပေါင်းရိုက်ခြင်းတယ်ဆိုတော့ over 1.5ကိုရိုက်ခြင်းလဲရိုက်ကြည့်ဗောနော်2မျိုးဗောနော် over 1.5ကိုရိုက်မှဆိုရင်ပြား40ရမယ်ဘိုတင်းဒူစကောရက်စရိုက်မှဆိုရင်နဖာရမယ်ကျွန်တော်တို့ဒီပွဲစဉ်မှာဖူလမ်ဘော်ဒီကြိုက်ပါတယ်ကျွန်တော်ဖူလမ်ပဲရွေးချယ်လိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Forest နဲ့ Man U ရဲ့ England Premier League ပေါ့နော်ဒါလည်း9နိုင်ဝဲမှာကစားမယ် away win Man U က level 80ကိုပေါင်းချင်းနှလုံး80ဆိုမှပြီးထားတယ်ပေါ့နော် Forest အတင်းကတော့တော်တော်လေးအခြေအနေဆိုးနေတယ်အတင်းထဲမှာပါတယ်ပေါ့နော်အဆင့်78မှာတော့ရောက်သွားပြီပေါ့နော် Man U အဆင့်6မှာရှိတယ် ဒီရသည်ဒါ Northern Forest နီးပြတဲ့အပြောင်းလဲတွေဖြစ်တယ်ပေါ့နော်တောင်လျှောက်ဒါဆိုနီးပြ၂ရောက်တောင်မှပြောင်းပြီးသွားရေပေါ့နော်အခုခံထားတဲ့နီးပြလဲဆို၃ရောက်မြောက်ပေါ့ဗျာအဲအင်ဝင်ပွဲတင်နေမှာဆိုအားရခရမကောင်းဘူးပေါ့နော် Brand 4 31နဲ့နိုင်ပြီးတဲ့နောက်ပိုင်း West Ham ရှုံးတယ် Sunderland ရှုံးတယ် Chelsea ကိုလည်းရှုံးထားတာတွေ့ရတယ်ပေါ့နော်သူတို့နောက်ဆုံးရှုံးခဲ့တာတော့ဘုံမောက်ကိုဖြစ်ပါတယ်တိုက်စစ်ကဂိုးတွေလုံးဝမရတာ၄ပွဲဆက်ရှိပေါ့နော် ဒီဘွဲတင်ပြီးလို့ရှိရင်တို့က strong gun နဲ့ဗောနော်ဒါ Europa League လက်ကံတွေရရှိသေးတယ်ဗောနော်တစ်ဖက်က Man U အသင်းကိုကြည့်မယ်ဆိုရင်အဝေးဝင်ဘွဲတင်တွေကြည့်မယ်ဆိုရင် Man U အသင်းက၄ဘွဲဆော့ထားတယ် Fulham ကိုတရေဆော့တယ် Brentford 31နဲ့နိုင်တယ် Liverpool 21နဲ့နိုင်ထားတယ်ဗောနော် Man U အသင်းကတိုက်စစ်က goal တွေပိုရနေတာတွေ့ရတယ်ဗောနော် Man City ကိုတော့တို့တို့3စီးနဲ့ရှုံးထားတယ်ဗောနော် Man U အသင်းကိုကြည့်မယ်ဆိုရင်နောက်ဆုံး၃ဘွဲဆက်တို့ချင်းအောင်ထားတယ် Sunderland 2စီး လီဗာပူး2-1 Brighton 4-2ပေါ့နော်မန်ယူရဲ့တိုက်စစ်ကပိုကောင်းနေပြန်ခံစစ်ကလည်းဂူတွေပေးနေရတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့1-2 odds ကိုကြည့်မှဆိုလို့ရှိရင် Forest အနိုင်ကို3.4တရီကို3.7နဲ့ Man U အနိုင်ကိုနှစ်ဆပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် Botin Du score ပိုမှကြိုက်တယ်ဗျာ Forest လည်းအင်ဝင်ဖြစ်နေတဲ့အတွက်တလုံးတော့ရရမှလို့ထင်တယ်ပေါ့နော် Forest Botin Du score yes နဲ့အဲကျွန်တော်ကြိုက်မိတယ်ပြီးလို့ရှိရင် ဘော်ဒီမှာတော့ကျွန်တော်ရွေးရမှာသမိုင်းရွေးကျွန်တော်ရွေးချက်ပါတော့လက်ရှိမိုင်းရွေးပါဖော်မန့်တာအကောင်းနေတယ်လို့မိုင်းရွေးရဲ့ယုံကြည်မှုကလည်းတာတစ်ဖက်ကန်းကိုရောက်နေပြီပေါ့နော်ပြောချင်တာတော်တော်လေးအဆင်မြင့်နေပြီပေါ့နော်တို့ရဲ့ယုံကြည်မှုတွေကလည်းမိုင်းယူနဲ့ဒါဘိုတင်းနူစကောယက်စ်ကိုရိုက်ဖို့အချမ်းပေးချင်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ဂျာမန်ဘွန်ဒက်စ်လီဂါဖြစ်တယ်ပေါ့နော်အာရီလိုက်ဇင်းနက်စတူဂတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်။လိုက်ဇင်းအတင်းကတော့လည်း level 80ရှုံးတဲ့ဂိုးပေါင်းကြီး ၃လုံး40ရှုံးသွားပြီဒါ light အဆင့်နဲ့ stuka အဆင့်၃ဒီတန်းမှာတော့ stuka ကဥရောပပွဲစဉ်နဲ့ကံရရရှိတယ်ပေါ့နော် rb light ကတော့ဒီရာလီတော်တော်လေးကိုကောင်းနေပေါ့နော်ငွေပွဲစဉ်နဲ့မှာဆိုလို့ရှိရင်ဒါ၃ပွဲဆော့ထားတယ်ပေါ့နော်ဟန်တိုင်းကို2ရင်းနဲ့9နဲ့ကိုလုံး31ပေါ့နော်ဟန်ဘုတ်ကို21နဲ့ဒါ9ထားတယ်ဒါ bonus league ပွဲစဉ်သူတို့က10ပွဲဆော့ထားပြီနော်အဝေးကွင်းကပိုများတယ်ပေါ့နော် rb light ဆော့ထားအဝေးကွင်းပွဲစဉ်နဲ့မှာလည်း ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအတင်းရတာမရှုံးတာတော့မှခုနှစ်ပွဲဆက်လောက်ရှိနေပြီပေါ့နော် clean sheet တွေဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုရင်၄ပွဲလောက်တောင်ရထားတယ်ပေါ့နော်ဒီဘက်က stuck အတင်းကလည်းအဝေးခွင်ပွဲတွေကိုကြည့်မယ်ဆိုရင်သူကလည်း tight fit ကကိုယ်တကူရနိုင်တဲ့အတင်းထဲမှာပါတယ်ပေါ့နော်အဝေးခွင်ပွဲတွေ၄ပွဲဆော့ထားတယ်၅ပွဲနိုင်၅ပွဲရှုံးပေါ့နော်အကူလုံး2-1နဲ့နိုင်တယ်ဝူပါကို3-3နဲ့နိုင်တယ်ဖရိုင်ဘက်ကိုရှုံးတယ်ယူနီယံပါလင်ရှုံးတာတိုက်စစ်ကကိုယ်ကူရနိုင်တယ်ပေါ့နော် ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာတော့အပြန်အလှန်ဂိုးတွေထည့်ဖို့များနေတယ်ဗောနော်ဥရောပပွဲစဉ်တွေဘက်မှာဆိုရင်တော့စတူဂတ်အတင်ကဒါအင်ခွဲမှာဖီယန်နော့နဲ့ယူရိုပါလိကန်ရလည်းရှိသေးတယ်ဗောနော်ဝိုင်းစတူအော့စ်ပေါ့ချင်းမှာဆိုရင်လိုက်စစ်အနိုင်ကိုနှစ်စတရေကို3.9စတူဂတ်အနိုင်ကို3.4ပြထားတယ်ကျွန်တော်အာရီလိုက်စစ်ဘော်ဒီကြိုက်တယ်ဗောနော်ပြီးလို့ရှိရင်ဝိုင်းစဘက်ရိုင်းမြင့်ကြီးကိုတွေကတော့ဘိုတင်းနုစကောယက်ရိုက်ကြည့်တော့မဟုတ်လဲ over 2.5 goal ဗောနော်၃လောင်းတော့ရောက်သွားမှာဒီပွဲ ပွဲကနော်စိန့်ပေါ်လီနဲ့မူချန်ကလာဘတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်အစိန့်ပေါ်လီအတင်း level 69ပေါင်းကြီးနှလုံး80ပေါ့နော်စိန့်ပေါ်လီအဆင့်74မူချန်အဆင့်78မူချန်ကတော့ဒီရာသီတော်တော်လေးချိုးနေတယ်ပေါ့နော်ခြေစွမ်းပိုင်းလည်းမတင်နိုင်ဘူးပေါ့နော်စိန့်ပေါ်လီအတင်းရဲ့ဒါဘွန်နက်စ်လီကအင်္ဂွန်ပွဲစဉ်ဒါ၄ပွဲဆော့ထားတယ်ပေါ့နော်ဒေါမွန်ကိုဒီကြတယ်အော့စဘက်ကို2-1နဲ့နိုင်တယ်ဒီဘကူဆင်ကိုရှုံးတယ်ဟော့ဖိုင်းကိုရှုံးတယ်တိုက်စစ်ကဂိုရဂူရနိုင်တယ်ပေါ့နော် ဒါနောက်ဆုံးစိမ့်ပေါ်လေးအတင်းက၅ဘွဲ့ဆက်ရှုံးထားတဲ့အတင်းလည်းဖြစ်နေတာပြန်တွေ့ရတယ်ပေါ့နော်။နောက်ဆုံး၃ဘွဲ့ဆက်တိုက်စစ်ကလုံးဝကိုယ်တွေမရထားပါဘူး။ဒါမှသူတို့ဒီကြားထဲမှာဂျာမန်ပိုကယ်ကပ်ဟော်ဖိုင်းနဲ့ကစားထားတယ်ပေါ့နော်။ဒါဟော်ဖိုင်းနဲ့ပန်တီအဆုံးဖြတ်လာသူတို့ဒါနောက်တစ်စင်းကိုတတ်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါပါကမိုချန်ကလာဘတ်ကိုကြီးလိုက်မှဆိုအဝေးဝန်းပွဲစဉ်နေဆိုရင်သူကလည်းလုံးဝမကောင်းဘူးပေါ့နော်။၃ဘွဲ့ဆော့ထားတဲ့စုကတ်ကိုရှုံးတယ်။ဒီဘက်ကိုစင်ကိုချေးအောင်လည်းယူနီယံဘာလင်ကိုရှုံးထားတယ်ပေါ့နော်။ တို့လည်းဒီဂျာရက်မှာဒါပိုကယ်ကပ်ကန်ထားတာတွေ့ရတယ်ဗောနပိုကယ်ကပ်31နဲ့နိုင်ထားတယ်ဗောနဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to out ပေါက်ချင်းမှာဆိုရင် Saint Paul ရဲ့နိုင်ကို2.5ပြီးလို့ရှိရင်တေကို3.5နဲ့မိုချန်ကိုတုံးစားပေးထားတယ်ကျွန်တော် Voting to score yes နဲ့ဒါမိုချန်ဘော်ဒီကြိုက်ပါတယ်ကိုရိုးရဲ့ဒီနေ့ကတော့ဒီလောက်ပါပြီဗောနကျွန်တော်တို့အားလုံးမျိုးကိုရေးအပေါင်းကြကြပါစေချမ်းမှချမ်းသာကြပါစေဗျာ